ဝန်ထမ်းကောင်လေးကိုအင်ခေါ်ကခုလိုပြုတ်မှုတုတ်ပြန်လိုက်တဲ့လူပြောများနေရဲ့ပူဇော်ပြုခင်ပြီးခဲ့တဲ့ရက်မှာပီကေထွန်းယတနာဆိုင်ကဝန်ထမ်းကအကိုထွန်းကသူ့ကိုလက်ပါကအလုံးထုတ်တယ်လို့လူသိရှင်ကြားထုတ်ပြောခဲ့တာအလုံးအတီးပါပဲဒါကအကိုထွန်းရဲ့ပူဇော်ပြုခင်တို့ဘက်ကလည်းသူတို့တိတ်ခါကိုထိပါတယ်လို့ဆိုကတရားစွဲဖို့ပြင်ဆင်နေကြဖြစ်ပါတယ်တရားဆွဲဖို့ပူဇော်ပြုခင်တို့ကအစီအစဉ်လိုက်ချိန်မှာဝန်ထမ်းဘက်ကလည်းတောင်းပန်ဖို့ပြင်ဆင်ခဲ့ရတာပါအားချင်းမရှင်နိုင်လို့သူ့ကိုခွင့်လွှတ်ပေးပါလို့တောင်းပန်ခဲ့တာပါ ။တမန်မဲဝန်ထမ်းကိုဗိုလ်ချုပ်ပြုခင်တို့ကလည်းအင်ကိုခေါ်လိုက်ပါတယ်။ကောင်လီကအင်ကိုလာကရှစ်ခိုးပြီးတော့တမန်ဖို့လုပ်ခင်ရပါ။ဗိုလ်ချုပ်ပြုခင်တို့အင်ကိုသွားရမယ့်ကောင်လီကတကယ်ကိုကြောက်နေရပါ။ဒါပေမဲ့အရာရာကထင်သားတလို့မဖြစ်လာခဲ့ပါဘူး။ပူဇာပြုခင်တို့ကကောင်းလေးကိုနိုင်ထက်စီနေတကူမှမပြုတ်လောက်ခဲ့ပါဘူး။အင်ကိုခေါ်ရင်ဆိုတာကလည်းစိတ်ရှင်းအောင်ရှင်းလင်းခြင်းနဲ့အတွက်ကြောင့်မှတရားနေတရားတရားဆွဲတာတွေဆက်လုပ်မယ်ဆိုလုံလို့ရပါပေမဲ့ဘသူအတွက်မှအကျိုးမရှိရကြမလုပ်ပါဘူး။ တကယ်လည်းပဲတရားစွဲဖို့စီစဉ်ထားတာမဟုတ်ဘဲသူတို့ကိုနောက်ထပ်ထိပါလာမယ့်သူတွေကိုသတိပေးကြတာကြောင့်မအကောထုံးတဲ့ပူဇော်ပြုခင်တို့ကကောင်းလေးကိုသာနောက်ဆင်ကျင်ဖို့ဆုံးမခဲ့ကြတာဖြစ်ပိုင်လူငယ်ပြည်ပြည်ဒေါသကြီးရီထိန်ကနေထိုင်ဖို့အကြံပေးခဲ့တာဖြစ်ပိုင်အကောထုံးကလည်းသူ့ဘက်ကမှားတယ်လို့တချက်မှမပြောခဲ့ပါဘူးသူကအသက်23နှစ်ကနေခု36နှစ်အထိအလုံးလုံးလာခဲ့ရမို့အထွေထွေကဆယ်နှစ်ကျော်အောင်ရှိနေပြီလို့ဆိုပိုင်ဆင်ကျင်တုံတရားလေးများနေရတဲ့အတွက် ကောင်းလေးနေနဲ့အတူယူတင်ကြောင်းပြောခဲ့ရပါလူအများကတော့ခုလိုဖြည့်ရှင်းလိုက်တာကောင်းတယ်လို့ပြောနေကြတာပါဒါပေမဲ့လည်းဘိုးကြဖြူခင်တို့ကတစ်ချက်တောင်တောင်းပန်တာမရှိဘဲအပေါ်စီးကနေသာဖြစ်တဲ့အပေါ်သဘောမကျတာလည်းရှိပါလက်ပါခံရတဲ့ဝန်ထမ်းကောင်းလေးကသာပြန်တောင်းပန်ခဲ့ရတာဖြစ်ပြီးပြေးအေးပေးလိုက်ရတာဖြစ်ပါဒါပြင်နှစ်ဦးနှစ်ဖက်ပြန်အဆင်ပြေသွားတဲ့အတွက် ဂျာရီကလူအများကဖြင်မမုတ်အေးဖြစ်သွားကြရပါပြီဆိုပြီးပြောဆိုနေကြတာပါပြည်ထနာဖြစ်ချိန်မှာအားလုံးကပိုးတာဖြူခင်တို့ကိုဝေဖန်ကဝန်ထမ်းလေးကိုတနားနေကြတာဖြစ်ပါတယ်ဝန်ထမ်းဘက်ကနေရက်တီပေးပေမဲ့ခုချိန်မှာသူတို့ကပြန်အဆင်ပြေသွားလို့အားလုံးကခင်မမုတ်အေးဆက်ပြန်အသွင်းခံလိုက်ကြပါပြီနောက်ဆိုရင်ပါပွဲမှာဝေမပါတော့ဘူးဆိုပြီးခင်မမုတ်အေးတချို့ကလည်းအတိတရားတွေရရှိနေကြပြီဖြစ်ပါတယ်ပွဲတစ်ပွဲဖြစ်ပြီးဆိုတပတ်လောက်စောင့်ကြည့်တင်တယ်လို့လည်းတရားရနေကြတာပါ ခုပြည်ထနာကလည်းအသေးလေးကနေကြီးသွားခဲ့တာဖြစ်ပါတယ် သားသမီးတွေကိုတစ်တော်ပြီးမစောဖို့စီကံထုတ်ပြန်ထားတာကိုဝန်ထမ်းတွေကလိုက်မနာတာကြောင့်ခုလိုဖြစ်သွားတာပါစီကံထုတ်ထားတာလည်းလူတန်းစားခွဲခြားတာမျိုးမဟုတ်ကြောင်းရှင်းပြလာခဲ့ပါတယ်ဖိုးဘီတို့ကအရန်ကုန်ငယ်သေးတဲ့အတွက်ဆိုရှယ်မီဒီယာမှာမသိမ့်တော်တာဖြစ်မှာကိုစိုးရိမ်တာကြောင့်မှသူတို့တစ်တော်ဆော့မယ်ဆိုရင်တော့ပူဇော်ပြုခင်ကသူကနှစ်ခုမှသာတင်ခွင့်ပြုတာပါဆော့ရင်လည်းသူကိုယ်တိုင်အသေးစိတ်ကအစလိုက်ကြည့်ရပါဝန်ထမ်းတွေနဲ့ပြီးစောလိုက်ရင်သူတို့ကကလေးတွေရဲ့အကာအကွယ်ပုံကိုတိကျမကြည့်ပြရမျိုးဖြစ်မှာဆိုလို့ပြီးမစော်တာပါ တင်လို့ရှင်လို့တာမျိုးအရန်ဖြစ်နေလေဘူးကြပြုခင်တို့ကပြီးမစော်ပါဘူးဒါကြောင့်မို့တစ်ဖက်နဲ့တစ်ဖက်အထင်လွဲကပြည်တနာပိုးကြီးသွားရတယ်လို့ဆိုပါယပရိသတ်ကြီးတို့ရောဘူးကြပြုခင်တို့ကြောင့်ခင်မမို့အေးဖြစ်သွားရလားဆိုတာဖြစ်ပြီးကြကြပါအောင်ရှင်